ခင်ဗျားက laptop တစ်လုံးကိုဝယ်မယ်လို့စဉ်းစားနေရှာနေဒါပေမဲ့အရင်ကြီး heavy ဖြစ်မှာမျိုးလဲသုံးမှာမျိုးလဲမဟုတ်ပုံမှန်ကျွန်တော်တို့ web browsing လောက်တာမျိုးเนาะ excel word လောက်တို့ office use လောက်ပဲသုံးမယ်ဆိုတာမျိုးဆိုလို့ရှိရင်တော့ဒီ video ကခင်ဗျားတို့အတွက်ရွှေတွင်းကြီးဖြစ်လိမ့်မယ် okay ခြေပြေးရှက်စနေကြိုးဆိုပါတယ် ThinkPad H1 carbon အကြောင်းကိုကျွန်တော် review လုပ်မှာဆိုတဲ့အခါကျတော့ ThinkPad ရဲ့ history ကိုနည်းနည်းလေးရင်ပြောပြရမှာပေါ့ဟုတ်တယ်မလားအရင် legendary ဖြစ်တဲ့ laptop တစ်လုံးဆိုရင်မသိတဲ့သူတွေလည်းရှိရင်ရှိမှာပေါ့ဆိုတော့သူ့ရဲ့ ခန်းနာလာတဲ့ history အကြောင်းပြောပြအခုချိန်မှာ ThinkPad က Lenovo ကပိုင်တာဆိုပေမဲ့ ThinkPad ဆိုပြီးတော့နာမည်ရအောင်စပြီးတော့လုပ်ခဲ့တဲ့သူက IBM လို့ပြောရမယ်။သူက portable computer တွေစပြီးတော့ပေါ်လာတော့ကအခုပြထားတဲ့လိုမျိုးသူက bulky ဖြစ်ဖြစ်နဲ့တစ်တာကြီးတွေလိုမျိုးဖြစ်နေတာ။အဲ့ဒါကိုမကြိုက်တဲ့ IBM က portable ဖြစ်အောင်လို့စူးစမ်းပြီးတော့ office worker တွေကို target ထားတဲ့ business laptop ပုံစံမျိုးအနေနဲ့ သူကဈေးကွက်ထဲကိုဝင်လာတာခုခေတ် ThinkPad တွေရဲ့ trademark ဖြစ်တဲ့အရန် durable ဖြစ်တာเนาะ black color ကိုအဓိကအနေနဲ့သုံးတာ track point လေးတွေပါတာ အဲ့ဒါတွေက IBM kit က old school thinkpad တွေကနေပြီးတော့ lexington တည်လာတဲ့ပြရုပ်လေးတွေပေါ့နော်2005ခုနှစ်လောက်မှာကျတော့ IBM က consumer market မှာတိတ်ပြီးတော့အခြေအနေမကောင်းတဲ့အနေအထားကိုဖြစ်လာပြီးတော့ thinkpad ရဲ့ trademark ကို Lenovo ကိုရောင်းလိုက်ဆိုတော့2009နောက်ပိုင်းမှာထွက်လာတဲ့ thinkpad တွေက Lenovo branding နဲ့ဖြစ်သွားတယ်ဆိုတော့ thinkpad တွေထဲမှာမှာအကောင်းဆုံးနော် super premium laptop ဆက်ဆက်ထွက်ထွက်ချင်းတော့ဒေါ်လာ1000ကျော်တန်း H1 carbon generation 6 laptop တလုံးက အခုခုနှစ်နှစ်ကြာသွားပြီးတဲ့အချိန်ရောက်တဲ့အခါကျတော့ဆယ်သိန်းဝန်းကျင်လောက်နဲ့ဝယ်လို့ရသွားတယ်။ဆိုတော့ကျွန်တော်တို့တစ်လုံးဝယ်ပြီးတော့စမ်းကြည့်ထားတယ်။ဆိုတော့ဘာဖြစ်လို့ကျွန်တော်တို့ဒီ laptop ကိုရွေးတင်လဲဆိုတာခင်ဗျားတို့ရောဒီဈေးမှာဘာလို့ဒီ laptop ကိုရွေးတင်လဲဆိုတာရေကိုကျွန်တော်ပြောပြမယ်ကျွန်တော်စီကိုဒီ laptop ရောက်လာတဲ့ story လေးကိုရှင်းပြကျွန်တော် TBH Labs ရုံးမှာက computer အကုန်လုံးကို Mac တွေပဲသုံးတယ် content writer တွေကအစ M1 Mac mini နဲ့ကျုံးတယ်ဗျဆိုတော့ Windows နဲ့ပတ်သက်လို့ရှိရင်တခုခုစမ်းကျင်လို့ရှိရင်အလွယ်တကူမရှိနေဘူး တော့ဒီကြားထဲမှာရုံက content writer တယောက်စီမှာသူက laptop တစ်လုံးလိုနေတာလည်းရှိတယ်။ဆက်ခါကျတော့ okay ပတ်စံလည်းအများကြီးသုံးကျင်ဦး content writer ဆိုတော့ web browsing လောက်ပဲစာရိုက်မှလောက်ပဲဆိုတော့ laptop တစ်လုံးလိုက်ရှာကြည့်တဲ့အခါမှာကျွန်တော်တို့အစွဲဆောင်နိုင်ဆုံးဖြစ်သွားတဲ့အကောင်ကတော့ A1 ကပေါ်မယ်။တကယ်တမ်းကဒါတွေမဖြစ်ခင်ကလည်း Lenovo laptop တွေနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတစ်ပုဒ်လုပ်ဖို့အတွက်အကျဉ်းစီထက်ရလဲတော့ရှိပါတယ်။ဒါတွေအကုန်ရောသွားတဲ့အခါမှာ A1 ကပေါ် 6th generation တစ်လုံးကိုရှာဝယ်ဖြစ်သွားတယ်။အတော်လေးတက်နေအောင်တော့ခင်ဗျားတို့မြင်ချင်မှမြင်ရ။ဘာလို့လဲဆိုတော့ အိတ်စွမ်းကာဗိုနီရဲ့ finish ကလက်ရအသေးထင်တာဆိုတော့ကင်မရာထဲမှာဘလောက်ပဲတုတ်ထားတုတ်ထားလှဖို့ခက်အပြင်မှာဆိုလို့ရှိရင်တော့ဒေရှာတုတ်ထားရင်လုံးဝတက်ရနေရောသိရမလားဒါပဲပြောဒီခစ်မှာဆယ်သိန်းနဲ့ဒီလောက်အစ်စ်နီးပါး premium laptop တလုံးရလိုက်တာတော့တော်တော်လေးတန်တာကိုလို့ပြောမယ်ဆိုလို့ရှိရင် Lenovo ရဲ့ X series တွေကလုံးဝ top of the line laptop တွေဈေးကလည်း share gate အခု နောက်ဆုံးထွက်ထားတဲ့ X1 carbon 13 gen ဆိုလို့ရှိရင် ်အသက်ဈေးဆိုရင်380ဝန်းကျင်ရှိ business laptop တွေထဲမှာတကယ်ဆရာကြီးတွေ gain တဲ့ laptop တွေပဲသိရမလား tech guys တွေပါလေဆိုလို့ရှိရင်လည်း thinkpad h1 carbon ကိုမြင်လိုက်တာနဲ့ဟာဒီဘက်တစ်ခုတော့တစ်ခုပဲဆိုတာမျိုးတန်းသိတယ်ဘာလို့လဲဆိုတော့ lenovo ရဲ့ thinkpad တွေက linux support ကလည်းတော်တော်ကောင်းတဲ့အခါကျတော့ linux enthusiast တွေဆိုလို့ရှိရင်လည်း linux တင်သုံးကြတယ်ဆိုတော့ X1 carbon နဲ့ battery ကိုမြင်လိုက်လို့ရှိရင်အာဒီဘက်က business ဘက်ချမ်း account ကောင်ဖြစ်ရင်ဖြစ်မဟုတ်လို့ရှိရင် tech enthusiast တယောက်ဖြစ်ရင်ဖြစ်အဲအဲ့ဒါမျိုးအချင်းချင်းသိကြတယ် identity တစ်ခုရှိတယ် ပြောမယ်ဆိုလူချိန်နဲ့ဆရာကြီး business laptop ပေါ့ဆိုတော့ကျွန်တော်တို့လည်းဒီ laptop မှာ main os အနေနဲ့ arch linux ကိုတင်သွင်းထားတယ် desktop environment ကိုတော့ hyperlin သုံးတယ်အဲ့ဒါနဲ့ပတ်သက်တဲ့ video တက်တက်တပုတ်လုပ်ပေးပါမယ်ဒီ video မှာကျတော့အဲ့ဒီ linux အကြောင်းလေးပဲမပြောဘဲနဲ့ product အကြောင်းကိုပဲအဓိက review လေးလုပ်လိုက်ကြတာပေါ့နော်ဆိုတော့ဟုတ်ပြီမြေကုန်းဆယ်သိန်းဝန်းကျင်မှာ buffalo ဒီ laptop ကိုရွှေ့တင်တာလေပထမဆုံးအချက်ကတော့ဒီကောင်က build quality အရန်အရန်အရန်ကိုကောင်းတာ ဒီခေတ်မှာဆယ်သိန်းနဲ့ကဘယ်လက်တော့မှအသက်မရတော့အသက်တွေဆိုရင်အနည်းဆုံး15သိန်းလောက်ကနေစပြီးဖြစ်နေပြီဒါတော့မှဘယ်လိုပြောမလဲ line up အရာမှာတော်တော်လေးနှိမ့်နေ vivo book 5လာအဲ့လိုမျိုး entry series တွေတော့ပဲရအဲ့ဒီဈေးမှာပဲ build quality cheap ဖြစ်ရင်ဖြစ်ပါစေကွာဆိုပြီးတော့เนาะ second နဲ့က specs မြင့်တာဝယ်မယ်ဆိုလို့ရှိရင်လည်းတည့်ရတိုင်းပဲရိုးရိုးတာမန် laptop တွေက3လ4လောက်သုံးပြီးတာနဲ့ကိုတော်တော်လေးရွဲနေပြီထူကလည်းထူ၄ကလည်း၄ longevity အတွက်လည်းအဆင်မပြေသလိုတုံးရတာလည်းဘလို့မှ feel လာတာမဟုတ်အထူးသဖြင့် display ကို IPS မဟုတ်တာလို့ပြောလို့နေဆိုရင်တော်တော်လေး feel ငေါ့တယ်အိမ်ဆောင်ကပုံမှာကျတော့သူက design နဲ့ build quality ပဲမှာဘာမှပြောစရာမလိုတာပဲဒီကော 15mm ပဲထူပြီးတော့ 1.13kg ပဲလေးတယ်ဆိုတော့ 1.29kg လေးတဲ့ M1 MacBook Air ထဲတောင်မှ 100g ကျော်ကျော်ပိုပေါ့သေးတာနောက်ဒီကောက်မှာ fingerprint reader ပါမယ်နည်းနည်းထိအောင်နေတဲ့ technology ဆိုတော့အခုခေတ် fingerprint reader တွေလောက်တော့ဟိုထိပွင့် မြန်တာမျိုးမဟုတ်ဘူးပေါ့ဗျာဒါပေမဲ့များသောအားဖြင့်ကတော့ပွင့်ပါတယ်နင်းနေလို့စောင့်သွားတာထွက်သမျှ laptop တွေထဲမှာအကောင်းဆုံးဆိုတဲ့ material တွေကိုတကောင်သုံးလာတာ magnesium alloy body ဟိုမှာမှာအပေါ်ကနေပြီးတော့ carbon fiber လေးနဲ့အုပ်ထားတာဆိုတော့ပုပ်ပပပနဲ့တအားကို premium ဖြစ်တဲ့အကြံလဲအရန်ခံတယ်စိတ်ပါလို့ရှိရင်တော့ H1 carbon torture test ဆိုပြီးတော့တွားရှာကြည့်လိုက်ကားနဲ့ကြိတ်တာတော့မှ survive ဖြစ်ထားတာတွေပါတယ်ထိရှိ ။ keyboard အောက်မှာ drain hole တွေနဲ့တရားဒီဇိုင်းလုပ်ပေးထားတဲ့ခါကျတော့ keyboard ပေါ်ကိုရေဖိတ်ကြတာဘာညာကိုလည်းအနည်းနဲ့အများတော့ခံနိုင်တယ်။စမ်းတော့မစမ်းကြည့်နဲ့နော်။တခုခုမတော်တဆဖြစ်ရင်ခံတယ်လို့ပဲပြောတာ။ ThinkPad ရဲ့ထုံးစံအတိုင်းပဲဒီကောင်က military standard 810G T ကို pass ဖြစ်ထားတာဆိုတော့ shock proof လည်းဖြစ်တယ် temperature အရင်မြင့်တာပဲဖြစ်ဖြစ်အရင်နှိမ့်တာပဲဖြစ်ဖြစ်အဲ့ဒါကြီးလက်ခံနိုင်တယ်ဒီအချက်တွေက laptop အစ်စ်တစ်လုံးမှာထက်ဒါမျိုး9နှစ်လောက်သုံးထားတဲ့ laptop တစ်လုံးမှာအတော်လေးသိတာတယ်ဘယ်လိုပြောမလဲငโกတဲကရေရှည်ခံအကျန်းခံအောင်တိဆောက်ထားတဲ့ laptop ဆိုတော့ ဝဲရန်တဲကအဲ့လောက်ထိအကြာကြီးသုံးထွန်းရတော့မှအရင်ကြီးမသိတာနေဘူးကီးဘုတ်တွေ trackpad တွေဆိုလို့ရှိရင်လည်းဒီကောင်က second laptop အစုပ်တွေမှာဖြစ်တတ်တဲ့နော်ချွေးစားတာမျိုးဘာမျိုးအဲ့ဒါမျိုးလည်းမရှိဘူးကြည့်ရအရင် user ကတိတ်အရင်ကြီး heavy မသုံးခဲ့တာမျိုးလည်းတော့ဖြစ်နိုင်တယ်ကျွန်တော်စိတ်ထင်ဒီညမာပြည်ကိုဝင်တဲ့အိတ်ဆွမ်းကာဗွန် gen 6အများစုက Japan corporate company ကြီးတွေကနေပြီးတော့ဘယ်လိုပြောမလဲ Lenovo နဲ့ contract ယူပြီးတော့ဝယ်ထားတဲ့ company တွေဖြစ်ဖို့များတယ်ဆိုတော့ စာချုပ်တက်တန်းပြည့်တိုင်းသူတို့က generation အစ်စ်လဲရတာမျိုးရှိတယ်အဲအဲ့ဒါမျိုးအစ်စ်လဲလိုက်တဲ့အချိန်မှာသူတို့စီကိုပြန်အပ်လိုက်တဲ့ corporate တွေကနေပြီးတော့ Lenovo ကိုပြန်အပ်လိုက်တဲ့ unit တွေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ဂျပန်ကြပါဗျာဂျပန်ကွန်တိန်နာကြပါဆိုဘယ်တခုတော့ပြဿနာတော့တက်လဲဆိုလို့ရှိရင်ဂျပန်သွင်းနေတာဖြစ်တဲ့အတွက်ကီးဘုတ်ကဂျပန်ကီးဘုတ်ဖြစ်နေတာဂျပန်ကီးဘုတ်ကတော်တော်စားတာဘယ်လိုခေါမလဲ၄အောက်တချို့ပေါ့နော်ဥပမာအဖြစ်ထိုင်းတို့မြန်မာတို့ပါလို့ဆိုလို့ရှိရင် US ၄အောက်ပုံမှာပဲထိုင်းစာတွေပါနေတာမြန်မာစာတွေပါနေတာအဲ့ဒါမျိုးသွားတာ ဒါပေမဲ့ဒီကောက်မှာကြတော့ကီးပိုတွေပါနေဒီလေအောက်ကမတူတာဥပမာ Rocky တို့ Hiragana ကီးတို့တချို့ symbol တွေကလည်း US လေအောက်နဲ့မတူဘူး backspace နဲ့ space bar အခုမြန်တဲ့အတိုင်းပဲဂျပန်ကောင်နေလိုမျိုးပဲတူတူလေး right shift ကလည်း whole back away ကိုရောင်းနေတာဆိုတော့စာဆက်ဆက်ရိုက်ရိုက်ချင်းမှာတော့ငါအသားကျဖို့တော်တော်လုံယူရတယ် pose ဟိုးတာက Lenovo ရဲ့လေအောက်ကလည်း FN နဲ့ control နေရာနေရာလွှဲထားတယ်ဆိုတော့အဲ့ဒါပါအသားကျအောင်ထပ်လုပ်ရတယ် ဒါပေမဲ့အသားချသွားပြီးတဲ့အချိန်မှာဒီ keyboard ကိုရိုက်ရတဲ့ feeling ကဘာနဲ့မှမတူဘူးဒီဈေးမှမဟုတ်ဘူးနော်တခြားဘယ်သင်းနံ light laptop တစ်လုံးမှမဆိုအကောင်းဆုံး keyboard ပဲတကယ်တကယ်အကောင်းဆုံး keyboard ပဲ key travel မှာလည်းဒီ generation 6မှာက1.8 mm ရနေသေးတယ် generation 7မှာဆိုရင်တော့1.5 mm ပြန်နေသွားတယ် feedback ကတော်တော်လေးကောင်းတယ်သူရဲ့ပြန်ကန်တဲ့အားကဈေးအရမ်းမကြီးတဲ့ desktop membrane keyboard တွေထက်အများကြီးပိုကောင်း တော့ laptop keyboard တစ်ခုမှာစာရိုက်နေရတယ်ဆိုတော့ခန်းစားချက်လုံးဝမရအောင်သူကတင်းတဲ့ light laptop တစ်လုံးမှာဒီလိုမျိုး keyboard နဲ့စာရိုက်နေရတာကလုံးဝအနှစ်အဲ့ဒါကြောင့်လဲ ThinkPad keyboard လို့ပြောလိုက်တာနဲ့လုံးဝ legendary ဖြစ်ပြီးတော့လူတိုင်းကြိုက်ကြတာဆန်းတော်မဆန်းဘူးကျွန်တော်ကဒီ keyboard နဲ့ရိုက်လိုက်တာများသလားလို့လားမသိဘူး MacBook နဲ့မှာစာပြန်ရိုက်တာမှာတော်တော်လေးနှေးသွားတယ် ဆိုစာပုံမှန်ရိုက်ရတဲ့ရုံးဝန်နဲ့နေဆိုလို့ရှိရင်နော်ပြောမှာဆို content writer တွေဘာလို့ဆိုလို့ရှိရင်ဒီကောင်လေးကိုတော်တော်လေး appreciate ဖြစ်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ် keyboard တင်မဟုတ်ဘူးသူ့ရဲ့ touch pad ကလည်း glass surface ကိုမှတော်တော်လေးသုံးလို့ကောင်းပြီးတော့တော်တော်လေး smooth ဖြစ်တယ်တေးပေမဲ့သူက gesture ဘာညာမှာတော့အရင်ကြီးအခက်ခဲမရှိဘူး left right middle physical button တွေကိုတော့တခြား laptop တွေနဲ့မတူဘူးနဲ့သူကအပေါ်မှာလုပ်ပြီးထားတာမျိုးတွေ့ရမယ်အဲအဲ့ဒါလည်းအကြောင်းရှိတယ်ပေါ့နော်အခုပြထားတဲ့ thinkpad တွေရဲ့ signature အနီရောင်အလုံးလေးနှစ်ပက်လေး ဲ့ဒါပြောမစို့ master မျိုးပဲဗျာဒီလား track point လို့ခေါ်တယ်တချို့ကလည်း nipple လို့ခေါ်တယ်ကျွန်တော်တို့ nipple လို့ခေါ်တယ်ဒီကောင်နဲ့တုံးတဲ့အချိန်မှာ left right middle button တွေကနှိပ်လို့လွယ်အောင်လို့အပေါ်မှာထားထားတာမဟုတ်ရင်လက်ကနော် yoga ဆော့နေရတယ်လို့ဘယ်လိုခေါ်လဲကြောလျှော့နေရတယ်လို့ဖြစ်နေမှာ middle mouse button ကိုဖိထားလို့ရှိရင် scroll လဲလုပ်လို့ရတယ်ပြောလို့ပြောရတာမဟုတ်ဘူးဒီကောင်နဲ့ screw ရ touch pad မှာလက်နှစ်ချောင်းနဲ့ screw ရထက်ကိုပို့ပြီးတော့ precise ဖြစ်တယ် ပူပူလေထားကြရတယ်ဟာတိမလားထုံးစံတိုင်းမှာအချင်းဖြစ်အောင်တော့နည်းနည်းလုပ်ယူရတယ်ဗျာအဲအချင်းရသွားပြီဆိုလို့ရှိရင်လည်း nipple မပါတဲ့ laptop ကိုသုံးမယ်ဆိုလို့ရှိရင်တခုခုလိုနေတယ်ဒီလိုမျိုးတော့မှခင်ဗျားတို့ခံစားရသောခံစားရသောနိုင်တယ်ညမတချို့ကြတော့လည်း nipple ကိုလုံးဝမကြိုက်တာမျိုးရှိတယ်ဒါတော့ subjective opinion ပေါ့ display ကလည်းသူကလွန်ခဲ့တဲ့9နှစ်ကထွက်ထားတဲ့ laptop တစ်လုံးအနေနဲ့တော်တော်လေးကောင်းတယ်လို့ပြောရမယ်ကျွန်တော်တို့ရထားတဲ့ကောင်က 1080p full HD panel ကို touch မပါတဲ့လုံးဝ basic version နော် base version ပေါ့ p brightness ကလည်း300 nits ဝန်းကျင်လောက်ထိရတယ်ဆိုတော့ ် inno use အတွက်ကတော့လုံလောက်တယ်ပေါ့နော်အောက်တော့မှာတော့နည်းနည်း300ခတ်တယ်သူရဲ့ display ကအလင်းသိပ်မပြောင်းတဲ့ matte type ဖြစ်နေတာပဲတော်သေးတယ်ပေါ့ဒီကောက်မှာ 1440p option လည်းရှိတယ်ကျွန်တော်ကတော့ 1440p non touch panel ဒါမှမဟုတ် 1080p touch panel ကိုပို့ပြီးတော့သဘောကျတယ်ဖြစ်နိုင်အဲ့ဒါလိုချင်တာပေါ့နော်ဒါပေမဲ့အခုဈေးကွက်ထဲမှာစကန်ဈေးကွက်ထဲမှာကျတော့အကောင်ကတော်တော်ရှားတယ်ရရင်တော့ကံကောင်းတယ်ပေါ့နော်။အဲဒီကောင် color accurate လည်းဖြစ်ပြီးတော့ sRGB က100%နီးပါးရတာလေ။ဒီဈေးဝင်ချင်မှာတခြား laptop တွေကဆိုရင်ရှားခတ်လိမ့်မယ်။ ်ဘာသူရဲ့ hinge ကလည်းတော်တော်လေး stable ဖြစ်တယ်။စာရိုက်လိုက်လို့ဒီမှာ display ပါ light လုံနေတာမျိုးဘာညာမျိုးပြီးတော့ကိုထားရှင်တဲ့ angle မှာထားလို့မရတာမျိုးအဲ့ဒါမျိုးတွေမဖြစ်ပြီးတော့ဒီကောင်အနောက်ကို180 degree ထိလုံးဝပြန်သွားတဲ့အထိချိုးချလို့ရတယ်။ audio ကတော့အမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော်တော်လေးစုပ်ပါတယ်နော်။အတန်နဲ့တိတ်မကျဲဘူး clarity တွေ base တွေကလည်း below average ပဲ။ audio ဘိုင်းကို Lenovo ကစခီးယူဆိုင်ပေးတာအိတ်ဆွမ်းကာဗွန် Gen 7မှာစတာဆိုတော့အတန်ကောင်းတာလို့ရှင် Gen 7တော့ဝယ်ဖို့လိုလိမ့်မယ်ကျွန်တော်အများသောအဖြစ်တော့ TWS to IEM တို့တခုခုသုံးတဲ့အခါကျတော့ laptop audio ကအရင်အရင်မကြည့်ဘူးဆိုတော့ Gen 6နဲ့ပဲကျင်းနေလိုက်တယ်ဈေးပိုကွာတာကြောင့်လဲပါတာပေါ့ပြီးတော့တိုက်ပြီးတော့အမီရတာနောက်တစ်ခုရှိသေးတယ်သူ့ရဲ့ webcam ပေါ့နော်ဒီလိုမျိုး business laptop တစ်လုံးနေနဲ့မှာတော်တော်လေးစုပ်တယ်လို့ပြောလို့ရတယ် 720p webcam ကိုမှ image quality ကလည်းစုပ်တယ်အခုပြထားတဲ့လိုမျိုးတွေတော့ဖြစ်နေလိမ့်မယ်ပေါ့နော်တကယ်တော့ business တမားတွေက meeting နေအများကြီးထိုင်ရမယ်မဟုတ်လားဒါလေးကောင်းမှုလို့လည်းမဟုတ်လား performance ဘိုင်းမှာကျတော့ကျွန်တော်တို့ unit မှာ core i5 8250u အဲ့ကောင်ကိုတုံးထားတယ်ရှုပ်သွားမှာဆိုလို့ကျွန်တော်နည်းနည်းရှင်းပြချင်တာရှိ X1 carbon gen 6ဆိုတာကဒီ X1 carbon ရဲ့ generation ကိုပြောတာသူ့မှာတုံးထားတဲ့ CPU က8 gen နော်နှစ်ပိုင်းပြောရင်ရှုပ်သွားမှာဆိုလို့ဘာဖြစ်လို့8 gen ကကောင်းတာလဲဆိုလို့ရှိရင်နော် um 7 gen ပေါ့နော် Intel ရဲ့7 gen U series CPU တွေမှာတော့ dual core ပဲပါရနေပြီးတော့ Intel ရဲ့8 generation ရောက်တဲ့အခါမှာကွက်ကောစဖြစ်သွားတယ်ဆိုတော့ dual core ပဲပါတဲ့ Intel 6 gen 7 gen အဲ့လိုမျိုးတုံးထားတဲ့ A1 carbon gen 5တီကမဝယ်သင့်တော့ Intel 8 gen CPU ပါတဲ့ A1 carbon gen 6ကိုပဲအနည်းဆုံးစပြီးတော့စဉ်းစားသင့်တယ် A1 carbon gen 7 gen 8အဲ့ဒါတွေလည်းဝယ်ချင်ရင်တော့အခုဝယ်လို့ရတယ်ဆိုပေမဲ့ A1 carbon gen 8မှာတုံးထားတဲ့10 gen ကိုယ့်ရဲ့5 10 510ယူလာအဲအဲ့ကောင်နဲ့အခုဒီအိတ်စွမ်းကာဗွန် Gen 6မှာတုံးထားတဲ့ Intel Core i5 8350 U နဲ့အဲ့နှစ်ခုက performance မှာတိတ်မကွာဘူးဒါကျွန်တော်ကတော့ Gen 6ကိုပဲဝယ်ဖို့ပိုအားပေးတယ်ပေါ့နော် Gen 7နဲ့ Gen 8ကရှားတာမြန်မာနိုင်ငံမှာနည်းနည်းပိုခက်တဲ့အပြင်ကိုတချို့ဆိုင်တွေမှာ15သိန်းကနေ17သိန်းဝန်းကျင်လောက်ဖြစ်နေဆိုအဲ့ဒါကျတော့တိတ်မတန်တော့ဘူးပေါ့နော်တကယ်လို့ကိုက performance user ဆိုလို့ရှိရင် Gen 7 Gen 8တွေကိုဝယ်မယ်အစား Gen 6ကို RAM 16GB ဝယ်တာပိုတန်းနေမယ်ဘာဖြစ်လို့လဲဆိုတော့ RAM 8GB ကလူတော်တော်များများအတွက်အဆင်ပြေသေးတယ်ဆိုပေမဲ့ future proof ကတော့မဖြစ်တော့ဘူး propose ဆိုတာဒီကောက်မှာ RAM ကလုံးဝ solid လုပ်ပြီးသားဆိုတော့ RAM ထက်တိုးလို့မရအောင်ဆိုတော့ RAM 16GB version ရတယ်ဆိုလို့ရှိရင်တော့ 16GB ကိုဝယ်ထားတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော် cyber security ဘိုင်းပါညာအတွက်သုံးမဲ့သူဆိုလို့ရှိရင်လည်း virtual box ပါညာအတွက်ဆိုရင် စစ်စင်းကလောက်ကအနေဆုံးဝင်နေတာ哦အာတခြားသော professional တူးစစ်တော့မယ်ဥမာ power bi တော့မယ်အဲအဲ့ဒါမျိုးဆိုလို့ရှိရင်လေအိတ်ကင်းနဲ့အဆင်မပြေဘူးပုံမှန် office use လောက်ပဲစာစီစာရိုက်နည်းနည်းပပလောက်ပဲလုပ်မှဆိုရင်တော့အိတ်ကင်းနဲ့ကကောင်းကောင်းသုံးလို့ရသေးတယ် linux နဲ့ဆိုလို့ရှိရင်အိတ်ကင်းကပိုလို့ round ပုံနေသေးတယ်အဲအကြောင်းကိုလည်း Linux video မှာထပ်ပြောပြ storage ကတော့ upgrade လုပ်ရှင်လုပ်လို့ရသေးတယ်ဆိုတော့တိတ်တော့အရင်မကြည့်ဘူး128 gig နဲ့ကောင်ဝယ်ပြီးတော့512 gig ssd လောက်ဝယ်ဆိုင်လိုက်တာမျိုးပဲဖြစ်ဖြစ်တခါတည်း256 gig ကောင်လောက်ဝယ်လိုက်တာပဲဖြစ်ဖြစ်ကြိုက်တာလုပ်လို့ရတယ်128နဲ့256နေရာတိတ်ဈေးမကွာဘူးဆိုတော့512 gig လောက်ထိမလိုဘူးထင်လို့ရှိရင်256 gig နဲ့တခါတည်းဇလန်းအီးသွားလဲပြီးတာပဲပေါ့နော်ဆိုတော့ golden question တခုတော်တော်လေးအိုနေပြီဖြစ်တဲ့ Core i5 8250U နဲ့ဘာလဲလုပ်လို့ရသေးလဲ တေချာတာကတော့ web browsing နဲ့ multimedia consumption အတွက်ကိုကောင်းကောင်းသုံးလို့ရသေးတယ်။ website တခုတည်းဝင်လာမျိုးပဲဖြစ်ဖြစ် YouTube ဖွင့်တာမျိုးပဲဖြစ်ဖြစ်လက်ရှိသိန်း20အောက် laptop တော်တော်များများနဲ့တိတ်ကွာတယ်လို့ခင်ဗျားတို့ခံစားရအောင်မှမဟုတ်အပျော်တန်းလောက်နော် video edit လုပ်မယ်ဆိုရင်လည်း 1080p လောက်အထိကတော့ edit လို့ရသေးတယ်။ photo edit နဲ့ဒီ graphic design နဲ့ဘာညာအတွက်ကိုလည်း layer တွေအရင်မများဘူးဆိုရင်အဆင်ပြေနိုင်သေးတယ်။ Excel တွေ Word တွေ PowerPoint တွေလိုမျိုး Office software တွေမှာလည်းအဆင်ပြေတယ်။ ငကူကလေးက business laptop ဖြစ်တဲ့အတွက် games ခေါ်ဖို့ကတော့ဘယ်လိုမှအဆင်မပြေဘူး။သူ့မှာ dedicated GPU မပါတဲ့အပြင်ကို integrated GPU ကလည်းဟိုးဘိုးတို့ဖရားလေးဘက်သွား UHD graphics 620ဆိုတော့တော်တော်လေးနှိမ်သွားပြီ။ပြီးတော့ chassis ကလည်းပါတဲ့ခါကျတော့ cooling ကလည်းမကောင်းဘူး။ business laptop ဆိုတော့ business လိုပဲတော့15သိန်းဝန်းကျင်လောက် entry laptop အစ်တတီမှာပါတဲ့ Core i3 and 305တက်ကတော့ single core score မှာ10% multi core score မှာ50%လောက်ပိုနှီးတယ်။ GPU မှာလည်း50%လောက်ပိုနေတယ်။ဒါပေမဲ့ဈေးအရလည်း30%လောက်ပိုတက်တာနေတဲ့အပြင်ကို performance ကလွှမ်းရင်တခြားနေရာအကုန်လုံးမှာဒီကောင်ကပိုကောင်းနေသေးတယ်။ဆိုတော့ကျွန်တော်ကတော့ laptop အသစ်ခန့်ညံ့ညံ့တွေကို15သိန်း18သိန်းကျင်းချင်လောက်ဝယ်ပြီးတော့သုံးနေမယ့်အစားဒီကောင်ကိုဝယ်လိုက်တာပူပြူတော့ကောင်းမလို့ထင်ပြောတော့ဒါတော့ကျွန်တော်ထင်တာပြောတာကိုယ့်ရဲ့ use case ပုံမှာတော့ moody တာပေါ့ပြည်မလား performance လိုတဲ့သူတွေအတွက်ကတော့ performance ပိုကောင်းတာရွေးဝယ်ပေါ့ battery ကကျွန်တော်တို့ review နဲ့မှာ61%လောက်ပဲဒီကောင် capacity ကျန်တော့တယ် ဒါတော့မှ web browsing မှာ၄နာရီလောက်ကတော့ကောင်းကောင်းသုံးလို့ရသေးတယ်ဗျဘက်ထရီအစ်စ်လဲလိုက်ရင်9နာရီဝန်းကျင်လောက်ထိအားခံတာမျိုးဖြစ်နိုင်တယ်ဘက်ထရီလဲမယ်ဆိုရင်တော့ဒီကောင်ဒီမှာအာဈေးကတသိန်းခွဲဝန်းကျင်လောက်ရှိတယ် type c နဲ့မဟုတ်လို့ laptop power bank အနေနဲ့တွဲသုံးလို့ရတယ်အပြင်းသွင်းမယ်ဆိုလို့ရှိရင်တနအိခွဲဝင်းကျင်လောက်ပဲသွင်းရတယ်ဆိုတော့မီးပြတ်တဲ့အချိန်ဒီမှာလေဒီကောင်လေးကအဆင်ပြေတယ်ပြီးတော့ port စီကလည်းဒီလိုမျိုးသင်းတဲ့ light laptop တစ်လုံးအနေနဲ့မှကောင်းတာထက်ကိုပိုနေသေးတယ် thunderbolt 3 support ပါတယ် type c port နှစ်ခုပါတယ် တခုကတော့ Lenovo ရဲ့ proprietary port နဲ့တွဲရပေါ့ဒီကောင်ကဟို docking station တို့ဘာလို့အဲအဲ့လိုမျိုး external GPU တို့ဘာလို့ ਨੇ တွဲသုံးလို့ရအောင်ထည့်ပေးထားတာပြီးတော့ USB A 3.1 port နှစ်ခုလည်းပါတယ် HDMI port လည်းပါတယ်ဆိုတော့ dongle တွေ dock စီထက်ဆောင်စရာမလိုပြီးတော့ micro SD card ထည့်လို့ရတဲ့ SD card reader လေးလည်းအနောက်မှာပါတယ်ဆိုတော့အဆုံးသတ်အနေနဲ့ပြောမယ်ဆိုရင်ဒီ laptop ကအသက်ကြီးပေမဲ့မပြည့်စည်သေးတဲ့ laptop ပဲတကယ် ဆယ်သိန်းဝန်းကျင်မှာ office use ဒါမှမဟုတ် online learning အတွက် laptop ကောင်းကောင်းတစ်လုံးပေါပေါပပလေးနဲ့လိုချင်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်ကိုအပြည့်အဝ recommend ပေးတယ်ကိုယ်တိုင်ဝယ်သုံးရတဲ့အတွေ့အကြုံရတော့လုံးဝနှောင့်နှားမရဘူးကိုရီးယား rampo လိုတက်တဲ့သူမျိုးဒါမှမဟုတ်နေနဲ့ထက်ကလိကျင်တဲ့သူမျိုးဆိုလို့ရှိရင်တော့ modification လုပ်လို့ရတဲ့ T480 တို့ T490 တို့ဒါမှမဟုတ် T480S တို့အဲ့ကောင်တွေလည်းမိုက်တယ် portable ပို့ဖြစ်တာကိုလိုချင်တယ်ဆိုလို့ရှိရင် X13 လေးတွေလည်းကောင်းတယ်အဓိကကတော့ Full HD+ IPS display CoFF agent RAM 8 GB specs လောက်နဲ့သင်ပက်တွေဆိုလို့ရှိရင်တခြား15သိန်းဝန်းကျင် entry laptop တွေထက်ပိုကောင်းပိုတန်နေတော့မယ် RAM ကို solder လုပ်ထားတဲ့ model ဒီမှာတော့ရေရှည်သုံးချင်တယ်ဆိုလို့ရှိရင်16 GB ကိုတော့ရှာဝယ်ဖို့အကြံပေးချင်တယ်ဒါလေးပါပဲဆိုခင်ဗျားတို့ရောဒီ ThinkPad second series တွေကိုဘယ်လိုမြင်လဲကျွန်တော်နဲ့အမြင်တူလားဒါမှမဟုတ်ဘာလို့မှလဲကွာဒီတော့ကြာနေပြီဖြစ်တဲ့ laptop တွေလုံးမနေနဲ့အစ်စ်ပဲဝယ်မလားကျွန်တော်နဲ့ခင်ဗျားတို့နဲ့အမြင်တူချင်မှတူမယ်မတူဘူးဆိုလို့ရှိရင်လည်းဘာလို့မတူဘူးလဲ ောက်က comment နေမှာဝင်ရောက်ဆွေးနွေးညှိနှိုင်းလို့ရပါတယ်။ဟုတ်ကဲ့။နောက်နေ့မှတွေ့တော့